အေးမြကြည်နေတဲ့ခံစားမှုအသက်ကြိုက်တယ်။ရောင်းညာနေတဲ့မျက်လုံးအတွက်ဗီရိုတုတ်ခုမင်းကသမီးတော်သားစစ်တပ်ရဲ့စီကံနေပေါ်တယ်။တောက်ကစီကံနေမင်းညို့လေးကြ လဘရောင်းတောင်ကျင်းနီစီမံကိန်းဖျက်သိမ်းပြီးဆန္ဒပြခဲ့မှုဖြိုခွင်းခံခဲ့ရတာ၄နှစ်တာရောက်ရှိလာပေမဲ့သုံးတရားအရေးယူပေးမှုတွေမရှိတာကြောင့်ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။လက်ရှိချိန်မှာဒေသခံအများစုရဲ့ကြံမာရေးစီးပွားရေးတွေတိတုခါရောက်နေပြီးတော့တဘာဝပတ်ဝန်းကျင်ဘေးဒဏ်လဲခံစားနေရပါတယ်။ကမ္ဘာကစစ်တပ်ပိုင်းကုမ္ပဏီဥပိုင်ကုမ္ပဏီဖြစ်နေတယ်။ကဖက်မှာတော့တရုတ်ပိုင်းဝမ်မောင်ကုမ္ပဏီဖြစ်နေတယ်။အဲ့ဒီအတွက်ဟိုဥသာသူတို့တွေကိုဘယ်လို ပြည်စင်ကသာတိုင်းမလုပ်ဘူးဆိုရင်ဘလို့အေးအေးယူမှုရှိမလဲတရားဥပဒေစုံမမှုရှိပဲဆိုလို့ရှိရင်တရားဥပဒေစုံမမှုရှိတယ်ဆိုလို့ရှိရင်တော့သူတို့တွေလည်းဒီဥစ္စာကိုခံရမှာပဲကျွန်တော်တို့ကလည်းဥစ္စာဥပဒေမဲ့ဆန္ဒပြတယ်ဆိုလို့ရှိရင်ဥပဒေမဲ့ကျွန်တော်တို့ခံမယ်ကျွန်တော်တို့လည်းခံလက်ခံခဲ့တယ်ခံခဲ့တဲ့အတွက်သူတို့လည်းခံစီသူတို့တွေလည်းအစီအကံသာတိုင်းမလုပ်တဲ့ကုမ္ပဏီတွေကိုအဲ့ဒီအတိုင်းပဲရေးယူစေခြင်းအဲ့ဒါကိုညီညီမျှမျှဖြစ်ဖို့ကျွန်တော်တို့တောင်းဆိုခြင်း မြန်မာနိုင်ငံမှာပြည်သူတွေကပြည်ထနာတိုင်းကိုခနှတ်တာအတွင်းမှာမေ့လျော့နေတာဖြစ်ပြီးဒါတွေကိုသတိပြုစေချင်တာကြောင့်အခုလိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်လို့နော်အုံးလာကအခုလိုပြောပြပါဗျ။မတရားမှုတွေဒီနိုင်ငံတော်ကကျွလွန်တဲ့ပြစ်မှုတွေဖြစ်တယ်ဒါတွေကဒါပြည်သူတွေဒါလည်းမမေ့အောင်ကြိုးစားဆောင်ရှောက်ဖြစ်တယ်။ပြည်သူတွေကဒီအာကျွန်တော်တို့နိုင်ငံမှာပြည်သူရဖြစ်လာတဲ့ဖြစ်ပြဿနာတွေကိုခဏတည်းကမေ့ကြတယ်။ဒါပေမဲ့ကျွန်တော်မမေ့နိုင်တဲ့အရာတခုဖြစ်တဲ့ဆိုတော့လည်းဒီလိုအတိပေးတာရှိတယ်အစိုးရလည်းအတိပေးနေဖြစ်ပါတယ်။ဒီနေ့ လုပ်ပြဆောင်ရွက်ချက်ကတော့2022ခုနှစ်နိုဝင်ဘာ29ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာအင်အားသုံးဖြိုခွင်းခံခဲ့ရတဲ့ပြည်သူကိုတန်ကတော်69ပါးထိခိုက်ဒဏ်ရာရရှိခဲ့တာပါလက်ရောင်းတောင်ပြည်သူဂျိုးစီဝါကာကွယ်စောင့်ရှောက်ရေးကော်မတီရန်ကုန်ရဲ့ထုတ်ပြန်ချက်မှာတော့မီးလောင်မုံပစ်သူတွေကိုဖောက်ထုတ်အေးအေးယူပေးဖို့ညရာရော်ချေးပေးမှုအပိုင်းတွင်နဲ့အတူဒီစီမံကိန်းဆက်လက်လုပ်ကင်ဖို့စုံစမ်းရေးကော်မရှင်ကဆုံးဖြတ်ခဲ့ရမှုအကျိုးဆက်တွေကိုကော်မရှင်ကတာဝန်ယူပေးဖို့ဖော်ပြထားပါတယ်ဆိုရဆက်ဆက်က လောက်ကလည်းလောက်တယ်ဟိုတာဝန်ယူတာဝန်ခံမှုမရှိတော့ကျွန်တော်တို့ကနေပြစ်တင်ရပါတယ်တာဝန်တာဝန်ခံမှုရှိအောင်ဆိုရတယ်လုပ်ပေးဖို့လိုပါတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဒီသူလူတွေနဲ့နှာချက်ကိုဘယ်ဆိုတဲ့ဆောင်ပြရမှာတာဝန်ရှိတယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တည်ပေးခြင်းလည်းဖြစ်ပါတယ်လူလူဆိုရအနေနဲ့လက်ဘရွန်တောင်ကိစ္စကိုဖြည့်ရှင်းနိုင်တာမရှိသေးပေမဲ့လက်ရှိမှာဒဏ်ရာရရှိတဲ့တန်ဃာတော်တွေဟာယောဂဝေဒနာခံစားနေရတာကြောင့်ကုညီစောင့်ရှောက်မှုတွေဆက်လက်ပေးစီခြင်းတယ်လို့ဆိုပါတယ်ပေါ်မှာဘလို့ဖြစ်စေခြင်းလဲဆိုတော့ဒီ တဏ္ဍာရီယအခုဆိုရင်ဒုက္ခဝေဒနာတွေခံစားနေရတော့အဲ့ဒါကိုဒီတဏ္ဍာရီကိုလူမှုအသင်းတွေအန်ဂျီအိုစသဖြင့်အသင်းတွေအစိုးရအခုလက်ရှိရှိနေတဲ့အစိုးရကော်မတီတရားရကနေပြီးတော့တာဝန်ယူပြီးတော့ဒီဆရာတော်တွေကိုဒီဒီလာနာဆရာတော်တွေကိုစောင့်ရှောက်မှုတစ်ခုခုပေါ်ပေးစေချင်ပါတယ်